ဈေးကွက်ထဲမှာ brand မျိုးမျိုးနဲ့လာတဲ့မြိတ်တူမြင်စင်တွေကတော့ artificial တရားလို့ခေါ်တဲ့မြိတ်တူမြင်စင်တွေအကြောင်းကိုဒီနေ့အနေငယ်မျှဝေပေးချင်ပါတယ်။မြိတ်တူမြင်စင်နဲ့ပတ်သက်ပြီးတော့မေးထားကြတာလေးတွေအများကြီးတွေ့လို့ပါ။အဲဈေးကွက်ထဲမှာဆိုရင်လေဒီလိုမြိတ်တူမြင်စင်တွေကဘောနာမည်အများကြီးနဲ့နာမည်မျိုးစုံနဲ့လာတာတွေရှိပါတယ်။အဲ့ထဲမှာအဓိကအပိုင်းနှစ်ပိုင်းခွဲပြီးတော့ရှင်းပြချင်ပါတယ်။ မက်တစ်ကတော့ဒီ preservative လို့ခေါ်ရဲပေါ့နော်ကြာရှည်အသုံးခံအောင်လို့မျိုးထည့်ထားတဲ့အဲဓာတ်တမျိုးပေါ့နော် preservative ပါတဲ့မျက်ရည်တူမြင်စင်းနေအကြောင်းနဲ့နံပါတ်2ကတော့အဲ့လိုမျိုး preservative မပါတဲ့မျက်ရည်တူမြင်စင်းနေအကြောင်းဆိုပြီးတော့နှစ်ပိုင်းခွဲပြီးပြောချင်ပါတယ်ဒီမြင်စင်းတွေကတော့ preservative ပါတဲ့မျက်ရည်တူမြင်စင်းတွေပါဈေးကွက်ထဲမှာဆိုလဲဒီက brand တွေအမျိုးစုံရှိပါတယ်အဲ့ထဲမှာဒီအသုံးအများဆုံးပေါ့နော်တော်တော်များများသုံးရတဲ့မျက်စင်းလေးတွေအနည်းငယ်ကိုပြပေးတာပါ preservative ပါတယ်ဗောနောမြိတ်လူမျက်စင်းနေရ ရေရှည်ခတ်မယ်ဆိုရင်တော့တနေ့ကို၃ချိန်၄ချိန်ထက်ပိုပြီးတော့မခတ်သင့်ပါဘူးမြိတ်လူမျက်စင်းနေရတော့ဒီဈေးကွက်ထဲမှာဗောနောလွယ်လွယ်ကူကူပဲလို့ရနေတယ်မိမိပါတာလဲဝယ်ခတ်တာတွေရှိတယ်ဆရာဝန်ညွန်ကြားချက်နဲ့ဝယ်တာတွေလည်းရှိတယ်ဗောနောသူ့ရဲ့အာသာချက်ကတော့ဈေးသက်တာတယ်ပြီးတော့လွယ်လွယ်ကူကူပဲလို့လွယ်တယ်ခုလိုမျိုးဗောနောဘူးက5မီတို့10မီတို့အဲ့လိုမျိုးဘူးအကြီးနဲ့လာတဲ့အတွဲကြကြသုံးလို့ရတယ်ခုပြထားတဲ့ဒီမျက်စင်းစေးတွေကတော့ preservative free မြိတ်တူမျက်စင်းတွေဖြစ်ပါတယ် အခုလိုမျိုး preservative free မြိတ်တူမျက်စင်းဘူးအသေးလေးနဲ့လာပါတယ်ဒီလိုဘူးအသေးလေးတွေကတော့ဖွင့်ပြီးရဲ့အချိန်မှာအဖုံးဖွင့်ပြီးရဲ့အချိန်မှာ24နာရီအတွင်းမသုံးလို့ရပါတယ်အခုလိုမျိုး preservative free မြိတ်တူမျက်စင်းနေရတော့ဒီဈေးကွက်ထဲမှာဆိုရင်လွယ်လွယ်ကူကူတိတ်ပြော်ဝယ်လို့မရဘူးစိုင်တိုင်းလည်းတိတ်ပြော်မရှိဘူး preservative ပါတယ်မြိတ်တူမျက်စင်းနေထဲဆိုင်သူကပို့ပြီးရောဈေးကြီးတယ် တွန်မြင်းစင်းကကြတော့ဘလို့လူတွေသုံးသင့်လဲဆိုတော့မျက်ဤတူမြင်းစင်းကိုရေးရှည်ဆွဲခတ်ရတဲ့သူတွေနောက်တစ်ခုကတရက်ကိုပေါ့နော်လေးချိန်နဲ့အထက်ခတ်ရတဲ့သူတွေ lasis လောက်ထားတဲ့သူတွေမျက်ကြည်လွားယောဂရှိတဲ့သူတွေဓမ္မတက်မှုရှိတဲ့သူတွေအဲ့လိုလူတွေမှာဆိုရင်တော့အခုလိုမျိုး preservative free မျက်ဤတူမြင်းစင်းတွေကိုခတ်သင့်ပါတယ်အခုပြောပြခဲ့တာလေးတွေကတော့ဒီ artificial tear လို့ခေါ်တဲ့မျက်ဥတုမျက်စင်းတွေကိုဒီအပိုင်းနှစ်ပိုင်းခွဲပြီးတော့ဗောနော်ရှင်းပြခဲ့တာဖြစ်ပါတယ်။ဒါပြီးတော့ပြန်ပြီးတော့အကျဉ်းချုပ်လေးပြောရရင်တော့ မြေသား6တက်သူတွေမှာဆိုရင်တောင်မှဒီပေးတဲ့မျက်စင်းတွေပေါ့เนาะမြိတ်တူမျက်စင်းတောင်တစ်ခုနဲ့တစ်ခုမတူကြပါဘူးသား6စီတဲ့ဒီအကြောင်းရင်းမှမူတည်ပြီးတော့ဒီပေးတဲ့မျက်စင်းတွေကမတူတဲ့အတွေ့မိမိပြသထားတဲ့ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းပဲမျက်စင်းတွေကိုခက်ပေးဖို့လိုပါတယ်ဒီခါလေးကြာရင်တချို့ brand တွေပေါ့เนาะ brand တွေပြတ်တဲ့အချိန်ဝယ်လို့မရတဲ့အချိန်တွေဆိုရင်တော့သူ့ရဲ့အဲစေအုပ်စုပေါ့เนาะတူတဲ့ဟာလေးတွေအဲတုံးပေးလို့ရပါတယ်